ကချင်ချက်လက်ရပါဒါကချင်ချက်လက်ရအစ်စ်တွေပါဟုတ်ကျွန်တော်ကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဆိုင်လာရင်အားလုံးကိုစားစေချင်တယ်ကချင်ချက်ကောရှမ်းစာရောဗမာစာရောကျွန်မဆိုင်မှာအစုံရပါတယ်ရှင်ဟုတ်ဒီလိုငါးကောင်းလေးတွေလည်းပါပါတယ်ပြီးရင်သူကဝက်မိုလုံးလေးဝက်ဦးလေးတွေသူကအစုံပါတယ်ရှင်ဆိုင်တော့တော့သူကဟိုဆိုင်ကြီးဆိုင်တဲ့ချင်းရဲလို့ချမင်းဆိုင်ရလဲကောင်း ဆိုင်ရှင်ကလည်းချောဆိုတော့ဟာဘုံနီဝန်နဲ့ရောက်ကြတယ်ကျေးဇူးအများကြီးတင်ပါတယ်โอเคဟုတ်ပါပြီဈေးတချို့ကျတော့တိပါတယ်ဈေးများတယ်လို့လောင်တချို့မှပြောပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမရေးနဲ့ညီညွတ်အောင်ပေါ့အားလုံးအဆင်ပြေအောင်ဒီဆန်လေးဆိုလည်းဟိုစားမှုတဲ့လူတွေအကုန်တိရပါဘောเนาะဒီပေါ်စားမွေးလေးနဲ့လှုပ်ထားတာရယ်ပြီးဗမာချက်ကလေးသုံးထားတာရယ်နောက်ဟင်းလေးတွေကိုကြော်ထားချက်ထားပဲစီလေးနဲ့လှုပ်ထားတဲ့အတွက် အဲဆိုရင်တော့အခုကြည့်တဲ့လူတွေလည်းအားလုံးကဒီအမရဲ့တောင်းတထောင်တန်လေးကဈေးအဲသူအတင်းအတင်းရောင်းနေရဆိုတာတွေကိုသိမှာပါရှင်ဟုတ်ပထမဆုံးလာတာတော့ကချင်ချက်လေးစားဖို့လာကြတယ်ဒါပေမဲ့ကချင်ချက်လေးစားရင်းနဲ့မြမစာလေးတွေကိုဒီလိုပေါ့နော်ဟိုဖက်ထမင်းလေးမြေးကျင်တဲ့လူတွေလည်းရှိတယ်အဲ့လိုလေးစားတယ်ကြိုက်တယ်သူတို့အဲ့လိုလေးစားပြီးတော့လည်းကြိုက်သွားပြီဆိုတော့ဒါမျိုးလေးတွေလည်းစားတဲ့လူရှိတယ်ပြီးရင်အမတို့ဒီမှာပန်ထရီပြောဆိုတာအမတို့ကနေ့စဉ်နေ့တိုင်းတရားစိုက်မှာအများလောက်ပါတယ်ဒီရလေးက ။ဒါဆိုတော့ကျမတို့စီကဟင်းလော်လေးနဲ့သွဲစားရတဲ့ဟာလေးပါ။သိမ်းပေါင်း3000ကျော်တန်ဖိုးရှိတဲ့ YCBNC ရဲ့ဇန်လန်လန်ခဲချစ်ကန်ဆတ်နယ်စီမှာပါဝင်ပြီး အလန်သာဆူတဲ့ဆောင်တွေကိုရယူလိုက်ပါ iPhone 16 Pro နှလုံး motorcycle 70သိန်း5000စတဲ့ငွေသားစုမဲတဲ့အပြီး YCBNC စစ်ကတ်တွေကိုရယူကန်ထူးနိုင်မဲ့အခွင့်အရေးကြီးဖြစ်ပါတယ်ဒီဆက်ရဆေးဆိုင်မှာ YCBNC ကိုဝယ်ဘူးကိုမှာပါတဲ့ catchy campaign တွေကိုချစ်ပြီးတော့ဒန်သာဆူတဲ့ဆောင်တွေကိုအခုပဲရယူလိုက်ပါ YCBNC စစ်ကတ်ကိုဝယ်ပြီး catchy campaign တွေကတ်ကိုတိုင်မှတောင်းနေဖို့မမင်းနဲ့ဘူးခုံအားပြဝကျမ်းပါဖို့ YCBNC တောက်ကြစို့ ဟုတ်မင်္ဂလာပါရှင် ဟုတ်ကဲ့ဒီဟာကလေအမတို့ကဟိုဟာကြက်ကြက်ကြော်နဲ့စားမယ်ဆိုတော့ तू ကတောင်းနှထောင်ယူပါတယ်ပြီးလို့ရှိရင် အမရှင်မှာကချင်ကြက်ကလေးတွေနောက်ဒီ ဖက်သမင်းဆိုအများဆုံးစားတာတော့လေကြက်ချက်တို့စိတ်သားချက်တို့အဲ့ဒါတွေနဲ့စားကြပါချင်းကျန်တဲ့ဟင်းကတော့တိတ်မစားကြဘူးဒါပေမဲ့ကျွန်မပြန်ပြီးမှပြောပြချင်တာကတော့ဒီဖက်သမင်းလေးစားမယ်ဆိုရင်အမတို့ကချင်ပြည်နယ်မှာစားတယ်လို့ပဲပေါ့နော်ကချင်ချက်ကလေးတွေနဲ့ပြီးရင်ဟိုဟာဟင်းလော်လေးတွေဆိုတာစီပါပေါ့နော်အဲဟင်းလော်လေးတွေပန်ထွေပြော်လေးတွေနဲ့လည်းအဲ့လိုစားလို့ရတယ်ဆိုတာလေးအမပြောချင်တာပါဟုတ် ဒါဒါလေးကကြက်ကြော်နဲ့ထုတ်မယ်ဆိုတော့အမားတို့ကလေတကယ်တော့ဆိုဒီမှာအားလုံးပုံပေးလိုက်လို့ရပါတယ်ဒါပေမဲ့ပုံပေးတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုအိမ်ရောက်တဲ့အချိန်တိုင်းရင်သူကအနစ်တရပွားသွားတယ်အဲ့ဒါနဲ့ဆိုအမားစိတ်ကူးပေါ့လေဒါလေးကတော့ဘာဖြစ်အမားတို့ကဒီလိုထုတ်ပေးလိုက်မယ်အဲ့လေကိုအမတို့ကဒီအနှစ်တေဆိုဒီမှာစမ်းပေးလိုက်ရင်သူကအကုန်လုံးပွားရွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီလိုလေးပဲအမလှုပ်ပေးတယ်ညာကိုလေဒီလိုလေးလှုပ်ပေးတယ်အဲ့ပြီးတော့ခါကျတော့အမတို့ဒီဖက်ထမင်းမှာဗာလေးတွေပေးလဲဆိုရင်လေ ဒီလိုဟင်းအနစ်ကလေးတွေပေါ့နော်ဒီလိုလေးထည့်ပေးတဲ့အမတို့ဒီလိုကြက်သားအနစ်ကလေးတွေထည့်ပေးတယ်ဟုတ်ဒီကြက်သားအနစ်ကလေးတွေပြင်တော့အမတို့ကဘယ်လိုလဲဆိုရင်အေးရောက်ရင်ဒီဖက်မှာတခါတည်းပုံစားလို့ရအောင်ပေါ့နော်အဲဒါလေးတွေရယ်ပြီးလို့ရှိရင်အမတို့ဒီမှာချက်မောင်ကျော်လေးတွေဒါလေးတွေထည့်ပေးရနော်ဟုတ်ကဲ့ပါဒါလေးတွေဆိုရင်အမချက်မောင်ကျော်နဲ့ဗလက်ဆောင်ကျော်လေးသူကထည့်ပေးမှာပါရှင်ဟုတ်ဒါလေးကချက်မောင်ကျော်လေးပါဒီဖက်ထမင်းတစ်ခုမှာဆိုရင်ဒါလေးတွေပါပါတယ် မတို့အထက်ပေးကျင်တဲ့ဟာအများတော့ပြီးလို့ရှိရင် तू ကဒီချက်မောင်ကျော်လေးနဲ့ဒီဘလက်ချောင်ကျော်လေးပေါ့ချက်မောင်ကျော်လေးတွေသူ့မှာပါပါတယ်ဒီဖက်ထမင်းလေးတွေမှာဆိုရင်လေပါသေးတာ तू ကလေ तू ကဒီမှာဆိုရင်အမတို့ကငရုတ်ဒီစိမ့်လေးတွေ तू ကကြက်သွန်ဖြူလေးတွေဖက်ထမင်းနဲ့တခါတည်းစားဖို့ဟာကိုလေပြီးတော့ဆိုရင်အမဒီမှာကြက်ကျော်ပေါ့နော်ဒီမှာကြက်ကျော်လေးတွေ तू ကအစုံပါပါတယ်ရှင်ဒီတပွဲဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟင်းရည်လေးပါပါပါတယ်ဒီဘာလဲအမတို့ ဟိုဘာလဲဆလွန်ဟင်းရီဆိုဆလွန်ဟင်းရီပေါ့နော်အခုဆိုတယ်မှာအမရှိမှာကြက်ကိုကြက်ပေါင်လေးနဲ့လဲစားလို့ရတယ်နောက်ပြီးတော့ရင်အုံလေးလည်းရှိတယ်ပြီးရင်ဘယ်နေရာမှာပဲစားစားစားလို့လွယ်ကူအောင်လို့အမဒီထဲမှာလေဟင်းရီလေးလည်းပါတယ်လက်ကလေးတစ်ခုပါတယ်ဇွန်းပါတယ်တခါတည်းအပြည့်စုံပေါ့ဘယ်မှာရောက်ရောက်စားလို့ရတယ်ဒီဖက်လေးကိုဖွင့်ပြီးမှဒီရည်အလုံးပုံပြီးမှစားလို့ရပါတယ်ရှင်အမရှိမှာဟုတ်ကဲ့ပါအပီးစီးကိုပါသူကဟင်းရီလည်းပါပြီးသားဒါလေးလည်းပါပြီးသားအမတို့ရှိမှာတပွဲဆိုတော့အလုံးအစုံ လက်အိတ်ကအစပေါ့လေအကုန်ပါပါတယ်ဆင့်ဟုတ်အမဒီဖက်ထမင်းလေးကိုလေအမလုတ်ပြီးဆိုရင်သူချို့ကတော့ဈေးများတယ်လို့ပြောကြပါမယ်လေအမဒီကြက်သားဆိုလဲအမဗမာကြက်သုံးတယ်ပြီးတော့ခါကျတော့ဒီဆန်ဆိုလဲအမပေါ်ဆမ်းမွေးလေးအမရဲ့ထမင်းဆိုင်မှာလာစားမှုတဲ့လူတွေအကုန်လုံးကတော့အမကိုဗာဆန်ချက်တာလဲဆိုတာတော့ခဏခဏမေးကြပါတယ်ဆန်လေးကိုကြိုက်လို့သူတို့ကဟိုခဏခဏမေးကြပါတော့เนาะအဲ့ဒါပြီးရင်အမဒီ ကြော်တာလော်တာအစားအမအကုန်လုံးအရင်တော့ကလည်းပြောဘူးပါတယ်အမပဲစီပဲသုံးပါတယ်ဆိုတဲ့အကြောင်းပြီးရင်ဒီပဲစီကိုပိတ်တာလိုက်သေးပါအမရောင်းပေးပါတယ်ဒီပဲစီသုံးတဲ့အတွက်ကြောင့်မို့လေကိုသုံးတဲ့စီကိုပြန်ရောင်းပေးတာပေါ့ပြီးရင်အမဗာလေးရောင်းပေးလဲဆိုငပိ तू ကအမတို့ဆိုင်ကငပိကအရန်စားကောင်းတယ်ဆိုတာဟိုအရန်ပြောကြတာပေါ့တချို့တွေကအဲငပိရေကအစားငပိရအစားအဲ့ဒါဆိုရင်အမဒီသမင်းဆိုင်မှာကျွန်မသုံးတဲ့ဟာလေးတွေအကုန်လုံးရောင်းပေးပါတယ်ရှင်ဟုတ်ဒီတချို့ ဈေးတချို့ကျတော့တိပါတယ်ဈေးများတယ်လို့လောင်တချို့မှပြောပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမရေးနဲ့ညီညွတ်အောင်ပေါ့အားလုံးအဆင်ပြေအောင်ဒီဆန်လေးဆိုလည်းဟိုစားမှုတဲ့လူတွေအကုန်တိရပါဘောเนาะဒီပေါ်စားမွေးလေးနဲ့လှုပ်ထားတာရယ်ပြီးဗမာချက်ကလေးသုံးထားတာရယ်နောက်ဟင်းလေးတွေကိုကြော်ထားချက်ထားပဲစီလေးနဲ့လှုပ်ထားတဲ့အတွက်အဲဆိုရင်တော့အခုကြည့်တဲ့လူတွေလည်းအားလုံးကဒီအမရဲ့တောင်းနှထောင်တာလေးကဈေးအဲသူအတင်းအတင်းရောင်းနေရယ်ဆိုတာတွေကိုတိမှာပါရှင်ဟုတ် အခုကတော့ညီမတို့လည်းတွေ့တဲ့အတိုင်းပေါ့နော်ဒီချိန်ကနေစပြီးမှ17ကြော်ပြီဆိုတော့လူတွေကတောက်လျှောက်လာနေပါပြီဒီနေ့ဆိုရင်ငါးကောင်းမြင့်ချင်ရတဲ့နေ့လေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီဒီနေ့ဆိုပို့ပြီးမှတို့တောက်လျှောက်ဒီလာကြတော့မှဒါတွေကငါးကောင်းမြင့်ချင်စားလာတာရဲ့ပြီးရင်အမတို့ဆိုင်မှာဒီကချင်ချက်လေးတွေရတာရဲ့ဟိုနေပူတော့လေဗမာချက်လေးမစားခြင်းမှုဆိုရင်ကချင်ချက်လေးတွေရဲ့ရှမ်းစာလေးတွေရဲ့အားလုံးမှယူနိုင်ပါတယ်ရှင်ဟုတ်မလို့စားလို့ရတာပေါ့နော် ဟုတ်ကဲ့ကျမရှင်မှာတော့လေဒီဒီမှာစားတာကတော့ကချင်ချက်ရယ်ရှမ်းစာရယ်ပေါ့နော်။ तू ကဘာမှစားအဲ့သုံးမျိုးလုံးကမျှပြီးမှစားပါတယ်။သူတို့ကပထမဆုံးလာတာကတော့ကချင်ချက်လေးစားဖို့လာကြတယ်။ဒါပေမဲ့ကချင်ချက်လေးစားရင်လည်းမြန်မာစာလေးတွေကိုဒီလိုပေါ့နော်ဟိုဖတ်ထမင်းလေးမြေးကျင်တဲ့လူတွေလည်းရှိတယ်အဲ့လိုလေးစားတယ်ကြိုက်တယ်သူတို့အဲ့လိုလေးတွေစားပြီးတော့လည်းကြိုက်သွားပြီဆိုတော့ဒါမျိုးလေးတွေလည်းစားတဲ့လူရှိတယ်။ပြီးရင်အမားတို့ဒီမှာပန်ထရီပြောဆိုတာအမားတို့ကနေ့စဉ်နေ့တိုင်းတရားစိုက်မှာအများအားလုပ်ပါတယ်ဒီဟာလေးက။ဒါဆိုတော့ ကျွန်မတို့ဆီကဟင်းလော်လေးနဲ့သွဲစားရတဲ့ဟာလေးပါတချို့ကချင်ပြည်နယ်ကိုကချင်ပြည်နယ်ကလူအလုံးကတော့ဒါလေးတွေကတော့သိပါတယ်ရှင်ဟုတ်ကျွန်မတို့9နိုင်ကျော်ဆိုရင် အမဟင်းနေရမရှိတော့ပါဘူးတချို့တွေလည်းလာလာဝယ်တဲ့လူတွေဆိုတချို့သိပါတယ်9နိုင်ခွဲ6နိုင်ဆိုရင်အမဟင်းကုံပြီဆိုတော့ကုံပြီဆိုတဲ့အကြောင်းကြော်ညာပေးပါတယ်ရှင်ဟုတ်ကဲ့အာမွေးကရန်ကုန်မှာဆိုရတဲ့ကျွန်တော်တို့လွန်ခဲ့တဲ့2020ကျော်ဖားကန်ဆိုင်တောင်မှာရှိခဲ့တဲ့အစားနေကြကြကျွန်တော်တို့ကုမ္ပဏီဝန်ထမ်းဘွားဆိုတော့ ရောက်တာနဲ့ဟိုတယ်မှာအထုတ်ချပြီးရနဲ့မှုေးကိုအရင်စားလိုက်ရမှအားတွေပြည့်ပြီးတော့ဂျင်းနဲ့သွားတာပေါ့ဂျင်းနဲ့သွားတာပေါ့ဟုတ်ဟုတ်အခုလေးစားရဲ့မှားထားတာဟင်းက main dish က၅မျိုးရှိတယ်ပြီးရင်အရင်ဟင်းတွေရှိရယ်ပွဲတိုင်းကအကုန်လုံးကောင်းနေရသူတို့ခြားခြားဟိုမရှိဘူးပေါ့နော်အဲဘယ်လိုလဲဆိုတော့ဘယ်ဟာမှကောင်းတယ်ဘယ်ဟာမှမကောင်းဘူးအခုကစားကြည့်သမျှအကုန်ကောင်းတယ်အဲအကြိုက်ဆုံးကမိကအဆက်ကြိုက်တော့လေကချင် အရသာနဲ့အရန်အဆင်ပြေတယ်။မပန်ထွေဖျော်လေးရောနောက်ခရမ်းသီးမီးဖုတ်တော့ဦးရဲကောင်းတယ်။ဒီလိုအရသာမျိုးကဒါအမြတ်ကြကိုကိုစားလေးခေါ်လို့လိုက်လာတာ။အဲခရမ်းသီးမီးဖုတ်တော့ကလေးကကိုပထမဦးဆုံးစားပူတာဒီအရသာမျိုးအရန်ကြိုက်နေရ။အမေကတော့အများကတော့ဟုတ်တယ်လေတက်ပါလေဗျအခုကဒီခေတ်အခုကဈေးရရမ်းကြီးနေတော့အခုကကိုယ်ဝယ်ချက်မယ်ဒါတွေကိုယ်ဝယ်ချက်မယ်ဆိုရင်မနေဘူးလေစရိတ်က ကျွန်တော်တော့၃ချိန်ပါဖေ။၃ချိန်ပါ။၃ချိန်ပါ။အာကျေးဇူးအများကြီးတင်ပါတယ်နော်။အခုကဒီညီမလေးတွေအားလုံးကပြီးကျွန်တော်ကလာအားပေးတဲ့ဟိုဟိုဘာမှမသိပဲဘယ်လိုလဲပေါ့နော်။စိုင်တစ်ကလေးကိုလာရောက်အားပေးကြတဲ့အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့။ဟောအမအခုပြောနေရအမဝမ်းတာလို့လို့ဆိုပြီးဒီမှာညီမတို့လာနဲ့လဲကြုံတော့လေ။အာအမအမေဟိုပါလေဖြည့်ပေးပါလို့ဒီမှာဒီကိုသူကလည်းဖြည့်ပေးတင်တာတဲ့ဘာဆိုစိုက်ကောင်မှာအနည်း20ကျော်ကြည့်ရောတဲ့အမဟုတ်ပါစိုက်လောင်တော့ တော့စိုက်တိစိုက်တခြင်းနဲ့ရလို့ဆမင်းကဆိုင်ရန်လဲကောင်းဆိုင်ရှင်ရန်လဲချောဆိုတော့အာဘုန်းကြီးကလည်းရောက်ကြအဲကျေးဇူးအများကြီးတင်ပါတယ်โอเคဟုတ်ပါပြီဒါလေးကငါးကောင်းတစ်မြစ်ချင်ချက်ထားတာပါအာညီမတို့လာတဲ့အချိန်ကတော့ over တော့တော်တော့ကျိုးနေပါပြီသူကလာတပွဲကပွဲကြီးက၄တောင်းမှာပွဲတက်ရ၂တောင်းမှာရှင်ဟုတ်သူကလေဒီငါးကောင်းမြစ်ချင်လို့တာပြောတာအမတို့ကဒီငါးကောင်းမြစ်ချင်ထဲမှာပါတဲ့ဟာတွေကလေဝက်သားနဲ့ဆိုရင်သူကဝက်ခောက်ပါတယ်เนาะ ဝက်သေးပါတယ်ဝက်ဥပါတယ်နောက်ဟိုကလည်းဝက်ဝက်ချက်တော့ပေါ့ဝက်ချက်တော့ဝက်လက်တွေပါတယ်သူကငားပါတယ်ငားအသားပါတယ်ပြီးရင်အသားတလူလေအသားဟိုကလေဝက်ဝက်မိုလုံးလေးတွေပါတယ်ငဖယ်ပါတယ်သူကအစုံနဲ့ချက်ထားတဲ့တရားငားကောင်းမြစ်ချင်လေးပါဟုတ်ဒီလိုငားကောင်းလေးတွေလည်းပါပါတယ်အဲအသားလေးတွေလည်းပါတယ် ပြီးရင်သူကဝက်မုံလုံးလေးဝက်ဦးလေးတွေသူကအစုံပါတယ်ရှင်သူကဒီမှာလေငုံဦးလေးတွေပြီးရင်လို့ရှိရင်ကျမတို့ကဒီအပေါ်မှာစေဝက်စီပတ်လေးတွေပါတယ်သူကဟုတ်အဓိကတော့လေဒီမြစ်ချင်ကောင်းလို့ကျမတို့ဒါကောင်းတာပါမြစ်ချင်ကတော့ကျမတို့နယ်ကอยู่ပါတယ်ကချင်ပြည်နယ်ကနေလို့ပို့တယ်မြစ်ချင်လေးတွေပါဒါတွေကလေနုနုလေးတွေဟုတ်စားတကယ်လို့စားကြည့်မှအဖို့တိမှာပေါ့ဒီမြစ်ချင်ကလေတချို့ဒီငါးကောင်းမြစ်ချင်ကိုကြိုက်တာအဲ့လိုပေါ့ အာငားမှာဆိုရင်အဲ့ဒီငားကောင်းလေးတွေရောအသားလေးတွေရောအစုံပါတယ်ရှင်သူကလေဒါလေးဆိုနံ့ရိုးလေးတွေပါဝက်နံ့ရိုးပေါင်းလေးတွေရောအကုန်ပါတယ်ရှင်ဒီထဲမှာလေဒီမြစ်ချင်ကိုလေသူကအယိုးနဲ့ပြုတ်ထားတာအချားကြီးပြုတ်ရပါတယ်ရှင်ဒါမှသူက သူကဝက်ရိုးလေသူကအဲ့နန်ရိုးတွေဘာတွေနဲ့တခါလဲပြုတ်တာပါသူကလေပြုတ်ပြီးတော့ရပြီဆိုမှပဲကျွန်တော်တို့ဒီငါးကောင်းမြစ်ချင်စัจချက်တာပါရှမ်းစံမတုံးပါဘူးရှမ်းစံကကြတော့တချို့ဒီမှာလေကျွန်မရဲရောက်ချင်းတော့ကျွန်မရှမ်းစံသုံးပေးသေးတယ်ကချင်ချက်နဲ့ရောင်းတဲ့အတွက်လေဒါပေမဲ့ဒီကလူတွေရဲ့အကြိုက်ပေါ့နော်သူတို့ရှမ်းစံဆိုအရန်ကြီးစီးတဲ့ကကြတော့လေအဲတိတ်ပြီးမှဟိုကလေဟိုစားအဆင်မပြေမှဆိုလို့ပေါ့နော်အမပေါ်ဆန်းအောင်တော့ရွှေဘူပေါ်ဆန်းအသုံးပါတယ်အဲ့ဒီရွှေဘူပေါ်ဆန်းနဲ့ဒီ ဟိုပါလေဟင်းရည်လေးတွေပါလေဆိုလဲဒီမှာကြည့်ကျမကျမတို့ဘက်ကလေမုံညင်းစောဆိုတာဒီမှာလေးလည်းတိတ်မချက်ကြတဲ့မုံညင်းစောလေးပေါ့နော်အဲအဲ့ဒါလေးတွေဆိုလဲအမတို့သုံးပါတယ်တကယ်လို့ကြက်ကြော်နဲ့မစားဘဲနဲ့ဒီကချင်ကျက်တွေဒီဟိုပါလေအမတို့အမြဲတမ်းစားတဲ့ကြက်သားချက်တို့စိတ်သားချက်တို့အားလုံးနဲ့ဆိုရင်အမဒီအတိုင်းမဲ့တောက်တထောင်ယူပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ် တကယ်လို့ဘူးကိုပေါ့လေအမောက်အများကြီးမာမယ်ဆိုရင်ကတော့အမပြန်စင်းစားမယ်ဒီကြက်ကြော်နဲ့အမတို့ဘူးတရားမာမယ်ဆိုတော့အမတကယ်လို့တတောင်းနဲ့ပေးမယ်ဒီကြက်ကြော်နဲ့ပါကျမရှင်ပါလေအများအများစေးနဲ့ပေါ့လေနော်ဒီတိုင်းဘူးတရားမပြည့်ဘူးဆိုရင်တော့အမတောင်းနဲ့ထောင်ယူပါရစေဟုတ်ကဲ့ပါအရင်တစ်ခါကျမတို့လူချင်းနဲ့လူပေါ့နော်ဒီဖော့ဘူးလေးရင်လည်းဒီဘူးတော့မဟုတ်ပေမဲ့ဟိုရှစ်သုံးလုံးဘူးနဲ့ပေါ့လေအဲ့ဒီထမင်းလည်းပါတယ်ပြီးတော့သူကဝက်သားနဲ့အာလူချက်လေးရယ်ပြီးတော့သူကချက်မောင်ကျော်လေးရယ်ပေါ့နော်အဲ့ဒီဗလက်ချောင်ကျော် အငေးယူတီတောင်းလေးရဲ့အမအကိုမာပါတယ်ဟိုလူဖို့အတွက်ပေါ့လေသူက9000တန်းမာလို့ရတယ်8000တန်းမာလို့ရတယ်အမအဲ့အားလေးတော့လက်ခံပါတယ်ဒီကျဲဦးကျော်နဲ့ဟိုဖော့ဘူးလေးနဲ့မာဂျင်နဲ့လူတွေရှိရင်လည်းအမလက်ခံပေးနေပါတယ်ဟုတ်အော်ဟုတ်အမတော့6000ကနေစပြီးမှလုတ်ပေးပါတယ်ရှင်ဟုတ်ကဲ့။ तू က6000တာမှဆိုတော့တို့ဟင်းရတော့ပါမှာပေါ့နော်။ဟင်းတစ်မျိုးပါမယ်။ဒါပေမဲ့အဲ့ဒီအငံကြော်နဲ့အဲ့ဒီအဆက်ကြော်နဲ့ဟိုကတော့တစ်မျိုးပဲပါပါမယ်။ तू က6000 ကိုကလေ9000 8000ဆိုတော့ကျွန်မအဲ့8000တာလောက်ဆိုကျွန်မနှမျိုးစလုံးထည့်ပေးတယ်အကိုအပြည့်စုံပေါ့အလုံးထည့်ပေးပါရစေ။အဲနှမျိုးဆိုအသားတော့နှမျိုးမဟုတ်ဘူးရှင်။ဒီအရန်နေကိုလေကျမနှမျိုးသုံးပေးတယ်။ပြီးရင်ဆန်ကလည်းကျမကိုဘယ်သူပဲမာမာပေါ့နော်။ဒီရွှေဘူပေါ်စလန်နဲ့ပဲအမလုပ်ပါတယ်။ဟိုတလောကပဲအမကိုအဲဘူး200 300ပေါ့လေသူတို့လမ်းမာတယ်။ဟိုကလူကျင်လို့ပါတဲ့အဲ့ဒီဝက်သားအလူးလေးနဲ့ကျမကို ဟိုအမာလာတော့လေ तू ကအငံကြော်လေးနဲ့ဒီလောက်ဆိုရပြီပေါ့လေရပြီဆိုတော့သူတို့သူတို့တတ်နိုင်တဲ့ဟာလေးပေါ့လေဒါပေမဲ့အမအပြည့်စုံထည့်ပေးပါတယ်လူလူဖို့အတွက်လည်းမာတဲ့အတွက်ပေါ့လေဟုတ်ကဲ့ကျမရှိမှာတော့လေတကယ်တမ်းဆိုဟင်းတော်တော်များများအများစုကတော့တတောင်းနဲ့ယူပါတယ်တတောင်းကိုအဝစားတတောင်းပေါ့လေဟိုဘာဟင်းနဲ့ပဲစားစားဒါပေမဲ့အဲ့ဒီကြက်ကြော်တို့ဝက်စတူးဆိုတာကျမဒီမှာကျမဆိုင်မှာအရန်ကြိုက်ကြတာဟာဒီဝက်စတူးပါဒီဝက်စတူးလေးတွေရဲကြက်ကြော်လေးတွေရဲပြီးတော့ခါကြတော့ ။ဝက်ခောက်ချင်ဆက်လေးရတော့လေမန်းလေးကိုမာပြီးမှအမချက်တာပါဒါလေးတွေရလေ။ဒီဟာလေးရလားပါဆယ်ဆို15000မှာဒီမှာသမင်းစားမယ်ဆို11000မှာရှင်။ဟုတ်ဟုတ်ကဲ့။ဒီဝက်ခောက်ချင်ဆက်လေးတွေပြီးတော့ခါကြတော့လေငါတလောက်ပေါင်းလေးတွေရတော့12000ဈေးပါ။ကြံတဲ့ဟာတွေရတော့ကြိုက်တာနဲ့စား10000မှာရှင်။ဟုတ်။ဟုတ်တယ်။ဒီဟင်းကတစ်မျိုးပဲထည့်မယ်ပြီးလို့ရှိရင်အရန်က၄မျိုးပါတယ်။ तू ကငပိအရန်၄မျိုးကကြတော့အမတို့ဗာလေးထည့်ပေးလဲဆိုရင်ဟိုပါလေး ဒီအများအားလူတွေကြိုက်တဲ့ပဲကြော်ကတော့ဒါလေးပါ။ဒါလေးကပဲကြော်ပါ။မြေတောက်ပဲကြော်ထားတာပါ။အဲ့ဒါလေးကတော့အများအားအရန်သုံးပါတယ်။ဒါလေးကမြေမြေတောက်ပဲပါ။ဟုတ်။ဒီမြေတောက်ပဲရဲ့အမတို့ကအစိမ့်ကြော်လေးတစ်ခုသုံးပါတယ်။မိတာပါလေ။ဒါလေးကအမဲကချင်းပြီးအမရှိမှာဓာလေးတွေရဲ့ပြီးအရွက်ကြော်တမျိုးပါတယ်ပြီးလို့ရှိရင်အချင်းအချင်းကကြတော့ချင်းမောင်ကြော်မသုံးရင်ကျွန်တော်တို့တည့်ရတီထောင်းလေးသုံးပါတယ်ဟုတ်ကဲ့ အဲ့ဒါဆိုရင်အချင်းတစ်မျိုးပါတယ်ပြီးအတုပ်ကလေးတစ်မျိုးပါတယ်အဲ့လေးမျိုးကတော့အမြဲတမ်းသုံးပါတယ်ရှင် ဟုတ်ကဲ့ဟုတ်ကဲ့ဟင်းရည်ကတော့ကျွန်မတနည်းကိုလေတမျိုးချက်ပါတယ်ဘာလို့လဲဆိုတော့အမဆန်လွန်ဟင်းရည်ပေါ့ကချင်ပြည်နယ်မှာချက်တယ်လို့ပဲဒီဆန်လွန်ဟင်းရည်လေးကတမျိုးတည်းရက်နောက်တည်းရက်ဆိုအဲ့အမခဏပြားတဲ့မုံညင်စောအဲလူတွေအကြိုက်များတဲ့မုံညင်စောလေးချက်ပါတယ်ရှင်ဟုတ်အာဒီမှာလေအခုအဲ့ဒါလေးတွေပြကျင်တာဒါဆိုအမဲကချင်မှာဒါလေးကအမဲကချင်ဟုတ်သူကတပွဲကိုဒီမှာစားမယ်ဆိုတော့တပေါင်းမှာ ပါဆယ်ဆို1250ပါရှင်။ဟုတ်။ကချင်ကျက်လက်ရပါဒါကကချင်ကျက်လက်ရအစ်စ်တွေပါဟုတ်။ကျွန်တော်ကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဆိုင်လာရင်အားလုံးကိုစားစေချင်တယ်ကချင်ချက်ကရှမ်းစာရောဗမာစာရောကျွန်မဆိုင်မှာအစုံရပါတယ်ရှင်ဟုတ်အဲတချို့ကြတော့ပေါ့လေ ဟိုကချင်ချက်နဲ့မရင်းနှီးတဲ့လူတွေလည်းရှိတယ်ပေါ့နော်တချို့ဗမာချက်လေးစားကျင်နေဆိုရင်အမဒီဟိုငပိရဲ့အသုံးမျိုးနဲ့ပေါ့နော်အဲ့ဒီအញ្ញံသုံးလေးမျိုးနဲ့အမလုတ်ပေးပါတယ်တချို့ဆိုရင်ငရုတ်တီးကြော်လေးတွေတချို့ဆိုမစားဘူးတဲ့ဟင်းလေးတွေအမပို့ပြီးချပေးပါတယ်အမရှိမှလေအဲဟင်းရီဆိုအမတော်တလောက်ချက်မောင်ဟင်းရီတို့ဘာလို့ဆိုတော့အဲချက်တာရှားတော့ရှားပါတယ်ချက်တော့ချက်တာပေါ့နော်ဒီခမင်းဆိုင်မှာတစ်နှစ်တစ်မျိုးချက်ရတာခါကျမထက်အောင်ပေါ့လေပို့လို့ချက်ပေးတာလေးတွေကကျတော့အမမြင့်ဆန်လောချက်တယ် ပြီးရင်မုံညင်းစောချက်တယ်ပြီးရင်အမတို့ကချင်ပြည်နယ်မှာစားနေကြဖြစ်တဲ့ပိန်းဦးဟင်းကြီးဆိုတာလေဟင်းဒီဟင်းရဲ့အစုံနဲ့ပေါ့လေ တော့အစုံဆိုတော့အဲ့ဒီဗာလဲပေးဦးလေးတွေဖြုံသီးလေးတွေခွဲသီးတို့အဲ့ဒီအဲရုံးမရေသီးတို့အစုံပါတဲ့ဟင်းရည်လေးကိုလူတွေပို့လူကြိုက်များပါတယ်ရှင်ဟုတ်အမတော့ဒီမှာအခုရန်ကုန်မြို့မှာဆိုရင်အခုမှလာတိုးတာပေါ့နော်ဒီသမင်းဆိုင်လေးကအမဖက်ကန့်ဆိုင်းတောင်ဆိုရင်အဲကချင်ပြည်နယ်ဖက်ကန့်ဆိုင်းတောင်မှာတော့အမအနည်းအစိတ်30လောက်ရှိနေပါပြီအခုချိန်စားဖွင့်တာဆိုရင်ကျမမိဘလက်ထက်ကလေးရဆိုတော့လေအဲ့ဒီကဖွင့်တာအကြပါဆိုတော့ဟိုဘက်မှာကတော့သူ့သူ့ရဲ့ဖောက်တယ်နဲ့သူရှိပြီးသားပေါ့နော် ဒါလည်းမြန်မာနိုင်ငံအနှံ့ကလာတဲ့လူတွေပါဒီကချင်ပြည်နယ်ဖက်ကဟိုကျောက်ဆိုင်ထက်တဲ့နေရာမှာဆိုရင်အကုန်လုံးကလာကြတာပေါ့နော်အဲ့မှာအာစီးပွားလာရှာတဲ့လူအားလုံးကအနေနဲ့အရက်ကလာစားတဲ့အတွက်တချို့ဆိုရင်မွေးမိသားစုမြန်မာတမင်ဆိုင်ကိုဟိုမန်းလေးဆိုရင်ပို့ပြီးမှကျမတို့ရဲ့ဆိုင်ကိုပို့တိကြပါတယ်မန်းလေးဘက်ကတွေလာတဲ့လူလည်းများတော့လေအဲတချို့ဆိုရင်မန်းလေးမှာဘာဖြစ်လို့မဖွင့်မနဲ့ရန်ကုန်မှာလာဖွင့်တာလဲဆိုတာအဲမေးတဲ့လူတွေလည်းရှိပါတယ်နောက်ကိုကျမ အဆင်ပြေတဲ့အချိန်ကျရင်မားလေးမှာလည်းလာဖွင့်နိုင်အောင်ကြိုးစားပါမယ်ရှင်ဟုတ်ဟုတ်ကဲ့ပါကျမဒီရန်ကုန်မြို့မှာတော့နောက်ထပ်ဆိုင်ခွဲဖွင့်မှုကျမစီတော့စီစဉ်နေပါပြီအခုအာဆိုင်ပေါ့လေကျမနဲ့ဆိုင်ရှာလို့ကျမလုတ်ချင်တဲ့ပုံစံနဲ့ဆိုင်မရသေးတဲ့အတွက်ကျမမဖွင့်နေတာပါဒီသမင်းဆိုင်ကိုပေါ့လေတောင်ဥက္ကလာမှာဖွင့်တဲ့မွေးမိသားစုမြန်မာသမင်းဆိုင်ကတနစ်ပြည့်ရနဲ့အမမြို့ထဲမှာဖွင့်မှု ျမလုပ်နေပါပြီရှင်ဟုတ်ကျမဆိုင်ရုံလာမယ်ဆိုလို့ရှိရင်ဒီတောင်ဥကလာဆိုရင်၄ရက်ကွက်ပါ၄ရက်ကွက်မှာဒီ ပါရမီနဲ့တစ္ဆာကြားမှာရှိတဲ့စာကလမ်းလေးအတိုင်းဝင်လာပြီးမှဒီစာက16လမ်းထိပ်မှာဆိုမွေးမိသားစုမြန်မာထမင်းဆိုင်လေးရှိပါတယ်။ပြီးရင်အမအကိုဆက်တွယ်ခြင်းနဲ့ဆိုရင်39 4000 3111ကိုဆက်တွယ်ပြီးမှလည်းဒီဟင်းလေးတွေကိုမာနိုင်တယ်လို့ဒီဖတ်ထမင်းတွေဆိုလည်းပွဲကြီးအများကြီးလည်းမာလို့ရတယ်။ပြီးရင်ကချင်ထမင်းဘူးလေးပေါ့နော်။ကချင်ကျက်နဲ့သူအရန်လေးတွေနဲ့အရန်နှမျိုးနဲ့အဲ့လို lunch box လေးတွေလည်းမာလို့ရပါတယ်ရှင်။ဟုတ်ကဲ့ပါ။